င်းမင်္ဂလာပါဘေးရင်ဝင်မှကြိုးဆိုပါကျွန်တော်မနောပေတယ်ကျွန်တော်နဲ့လွန်ခဲ့သောဆယ်နှစ်ခန့်ကပြီဖေယုံမှတည်ကျွမ်းပြီးခင်ခဲ့ဘူးသောပါတီကြီးတူရှိပါတယ်ပါတီကြီးနဲ့တည်ကျွမ်းအောင်လက်ညှိုးပေးသူကတော့ရှမ်းမကြီးတယောက်ပဲဖြစ်ပါလေအဲ့ဒီရှမ်းမကြီးကနိုင်ငံနဲ့အလုပ်ကိစ္စနဲ့ရှောက်သွားနေတော့ ကျွန်ုပ်နဲ့နှစ်ကြိမ်လောက်တွေ့ဆုံမှုပါဖာရီကြီးနဲ့တော့တစ်ကြိမ်မှမဆုံဘူးသေးပါဘူးသူတို့လူကကျွန်ုပ်နဲ့ထာဝရမိတ်ဆွေများပင်ဖြစ်ပါအဲဒီဖာရီကြီးဟာသူသိရင်တော့အင်းသမပညာများဘေးဒင်ပညာရများတဲ့ဒက်စင်ပုံများအဂီရဲ့နပတ်သက်သောအကြောင်းအရာများမေးရရှိတယ်လေ။သူသိကျင်တာတွေရှိလာလေ အာမနာပါမနာပုံစံမေးတဲ့သောဖာတိကြီးတယောက်ဖြစ်ပါတယ်ဥပဒေပွဲရပြီသူကင်းမြေမျိုးသားကြီးဖြစ်အောင်များမက သူနေထိုင်သောမျိုးနယ်မှာလေအကြီးကဲတယောက်ဖြစ်ပါလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကနေသူ့ရင်လည်းပဲလာရင်ခဏခဏခေါ်ရပါတယ်ကျွန်တော်ကတော့ယနေ့အချိန်ထိမသွားပြစ်သေးပါဘူး စကားပြောရမှာကတိကဖက်နိုင်တော့ကြကျွန်ုပ်စီဖုံးသက်တိုင်းညင်းလိုက်ခုံးလိုက်អော်လိုက်ဟេះလိုက်အချိန်ချင်းဖြစ်ပြီးမှဖုံးချသွားလေရှိပါတနေ့မမရရ1384ခုနှစ်နေုံလကွယ်73ရက်နေ့ကကျွန်ုပ်စာရွက်စာတမ်းအနေနဲ့အလုပ်ရှုပ်နေသည်ဖာရီဖုံးဝင်လာပြီးတော့ဆရာဒီနေ့အားရလား ျွန်ုပ်မအမေခုမှဘိုးတွေလက်မနေနဲ့မအူပြောလေဖာဒီဘယ်တော့မှဖုံးချဘူးလို့လေအဲ့ဒီဖာဒီကအားရပဲပါရရေးလိုက်ပြီးတော့ဒီအချိန်မှာဆရာသမားလှုပ်ရှုပ်နေမှသိပါတယ်ဒါပေမဲ့ရေးကြည့်နေလို့ဆရာသမားရဲ့မြေးလေးနဲ့မပေးခြင်းလို့ပါအဲ့ဒါဆရာစီညံပူတော်ကတသိမ့်လွှဲထားပါတယ်ကျွန်ုပ်မဟာ ဘာဖြစ်လို့ညံဘူးတော့ကတသိန်းလွှဲထားတာလေကျွန်တော်နာမည်ပြင်းတဲ့ဟောစရံအတွက်ကလေးတယောက်တသောင်းယူတာဖာရီအတိပဲလေခုချိန်ထိပေးမှဈေးနဲ့လည်းပြောင်းမထားပါဘူးနောက်ပြီးဖာရီညံဘူးတော့ကမပေးလေဖာရီမေးရင်လည်းကတွက်ပေးရမှာပဲခါတိုင်းလေဒီလိုပဲပညာရည်လည်းကနှိုက်နှိုက်သွားပြီးတော့ခုမှဘလို့တွေဖြစ်ပြောင်းလဲသွားတာလေပရိရဲဆိုမေးလိုက်တော့ဘာမှမပြောင်းလဲဘူးဆရာသမားကြီး ါဠိတခုစဉ်းစားမိလို့ပါအစားကတော့ကုပ္ပဒတ်တက်တာလေးနဲ့နာမည်မဲ့မလို့ပဲနောက်ပိုင်းဆရာသမားသတိရပြီးတော့မြေလေးအတွက်သူနာမည်ကအစအစစရရတတ်မှုထားခြင်းလို့အဲ့ဒါကြောင့်ပဲဆရာသမားမြေလေးအတွက်ဘယ်ရမှလက်ကမဖြစ်စီခြင်းဘူး အရာရာတမှုရှိတည်ခြင်းနဲ့မြေလေးကျမ်းမာရေးကောင်းတည်ခြင်းနဲ့အိမ်တော်ကြီးကံကောင်းတည်ခြင်းနဲ့ပညာတကြီးဖြစ်တည်ခြင်းနဲ့ဖာရီမှာဒီမြေလေးတယောက်ပဲရှိသေးတော့အဲ့ဒါဆရာအရင်ဘိုင်ပါက ဝင်းကြည့်လိုက်ပါဦးအချက်လက်ဒီပို့ပေးထားပါတယ်မြေလေးအတွက်ပြည့်နာစာနေတော့အမိရွေးချစ်ပေးပါပြောပြီးဖုံးချသွားပါတယ်ဒီတခါတော့ကတိကဖဲ့တွေပြောမသွားတော့ပါဘူး အဲ့ဒီလိုဖာရီပြောမှာလွန်ခဲ့တဲ့နှစ်ကမြို့သမီးကြောင့်တွားပြီးသတိရမိပါတယ်အဲ့ဒီနှစ်ကမန်လေးကကြီးတော်တရားစီလက်ခေါ်လို့လဲရောက်နေတာပါကြီးတော်ကခေါ်ထားလို့ထင်ပါတယ်ဗေဒင်မေးဒီ၁၀ယောက်လောက်ရောက်လာကြပါတယ်အဲ့ဒီမှာအမျိုးသမီးတယောက်ကဝတ်ဆင်ထားတာညှို့ကြနေတာပါပဲအဲ့ဒီအမျိုးသမီးကပဲဆရာကလေးမိပြီဘလောက်ယူလဲ ျွန်တော်တသောင်းယူပါတယ်လို့ပြောလိုက်ပါအဲ့ဒီမှာအဲ့ဒီမျိုးသမီးက9000ရဘူးလားဆရာကျွန်တော်လည်းအဲ့ဒီမျိုးသမီးကိုတခြားကြည့်ပြီးတော့ညီမစီလာတဲ့ဖက်နဲ့ဘလောက်တန်လဲမေးလိုက်တော့ထပြီးပြန်သွားတော့တာပါပဲသူစီလာတဲ့ဖက်နဲ့ကအနည်းဆုံး3400တန်တသိန်းတန်လို့ထင်ပါတယ်ကျွန်ုပ်ဆိုလိုတဲ့အတိတ်က ဒီလောက်ညွှတ်ကြနေအောင်ဝဆင်လာပြီကိုသားသမီးနာမည်ကျမဖနက်လောက်တောင်တန်ဖိုးထားမမေးခြင်းမူလားဆိုတဲ့အတိတ်ပဲမျိုးနဲ့မေးလိုက်ခြင်းဖြစ်ပါတကယ်လို့များဆရာကလေးနမီလေးခမဲ့ပေးပါလားမေးလာခဲ့လေကိုကစိတ်တူတူနဲ့ဘသူနဲ့မွေးထားတာလဲထင်လို့လဲလို့ပြန်မေးရင်မေးဖြစ်နေဦးမှာပါ စင်စင်ရဲရဲတောင်းရစားတော့နေတိုင်းသူချွတ်ချွတ်တဲတဲနေတိုင်းသူဆိုတော့တမျိုးပေါ်လေအဲသူအချင်းနေနဲ့ပညာတန်ကြီးလာဖြစ်တော့ကိုဘက်ကလည်းအာနာနေမှာမဟုတ်ဘူးလေသူ့ဘက်ကမှစပြီးအာမနာတာကိုဘက်ကဘယ်အာနာနေလို့ဖြစ်မလဲတခါတည်းရမှာကလေးမိဘရောက်တဆောင်မှအဲ့ဒီလိုမိဘတွေကတွေးရစမရဲဖြစ်ပါဒါအဘေးရင်ပညာမှမဟုတ်ပါဘူးခြားတော်လူကိစ္စတွေမှာလေ သူတစ်ပါးသမွေပညာကိုလက်ကလုခိုင်းတဲ့လူတန်းသားတွေကသက်သက်ကိုရှိကြပြန်ပါလေ။သူများအချိန်ငွေကြီးချွေးတွေနဲ့ရင်းပြီးရှာထားတဲ့ပညာကိုလေးသားအကောင်မသိတဲ့သူတွေဟုတ်ဟန်ပတူပါဘူး။ကေပရီမီလီအတွက်နမရွေးချက်ကြည့်ရပါတော့ပါရီမီလီက1384ခု ကစုံလာတဲ့ကိုရဲ့ဘွားတမီလေးဖြစ်ပါဖခင်မိခင်ဖြစ်သူကဦးမင်းကြီးဒေါ်မမွကြီးဖြစ်ပါမဟာဘုံငါကျွဲမြေနာဘွားတနင်္ဂနွေတမီလေးဖြစ်ပါလေဒါကြောင့်အမိပြေဖို့နေ့နဲ့အစာဆုံးရွေးချယ်ရရင်စနေအစာတနင်္လာဆုံးမိရွေးချယ်ရမည်ဖြစ်ပါလေအဲ့ဒီအတွေ့ဟာ မာဘုပညာယတိုက်စာအဓိပတိဆုံးဖြစ်ပြီးတော့ဒနုကနေသာသမီအမြင့်ညွန့်တွဲလည်းဖြစ်ပါတယ်မိဘနှစ်ပါးဟာကြာသာပရိနမရှင်နေဖြစ်တဲ့အတွက်မိဘနှစ်ပါးငါဝေတာတိုင်ရလဲစနေစတနေ့လာဆုံးအတွေ့ဟာအာယုကအတက်မိပြီးအကျိုးပြုပါတယ် ဲနာမည်ရွေးချယ်ကြည့်ကြပါသို့သမီးဦးလေးဖြစ်တဲ့အတွက်စနေနဲ့နာအခရာစပြုလို့မရနိုင်ပါဘူးတအခရာထအခရာအစပြုရမှာဖြစ်ပါအဲ့ဒီတော့ကျွန်တော်လည်းကြိုးပီးအခရာတွေရွေးချယ်လိုက်ပါတယ်။ဒါကြောင့်အဲ့ဒီအမိကိုအဲ့ဒီကမလေးအမိကို ထက်စုကျွဲတို့အမိပေးရမည်ဖြစ်ပါစံခိုင်းရအတူချုပ်စစ်ဆေးကြည့်ကြပါတို့ထက်စုကျွဲမိဟာသူ့လေသွားကိုင်းဖြစ်ပါနက်ခတ်ကတော့သွားဒီနက်ခတ်15လုံးဖြစ်ပါတနုကလေးသမီးဖြစ်တဲ့အတွက်6ခန်းနဲ့ပါ15နဲ့6နဲ့ပေါင်းရင်27ရမှာဖြစ်ပါလေ27ကို9စာ၃ညာကျွင်းဖြစ်ပါလေ ဒုညာကျွန်းဖြစ်တဲ့အတွက်ဝေယဆုပ်ဖြစ်ပါတယ်။ဝေယဆုပ်ဟာမြင့်မြတ်တဲ့ဆုပ်ဖြစ်တဲ့အတွက်အမိပြင်ဖို့မလိုအပ်တော့ပါဒီမိပဲပေးရတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဒီမိကိုတနည်းပြမှမိပေးပါဆိုပြီးပြောလိုက်ပါတယ်။ဘာကြောင့်လဲမေးစရာရှိပါတယ်။မိသေးတို့ဘုသူတရားအောင်ပြောပြပါမယ်။တခါကရသဒီမင်းသားဟာ တကုံမျိုးကိုထွက်ပြေးလာပြီးစီတယ်မဘဲနယ်မတို့နဲ့စုပ်ကိစ္စအရှုပ်ထွေးဖြစ်နေကြပါသူ့ရဲ့မောင်မောင်ငယ်တယောက်ကအမသာပါလိုက်ပါတယ်တဲ့သူမတော်ပါလိုက်တဲ့လင်္ကာကစနေကြိုးသားကျင်းခိုင်များမှာခြာရသစ်ပင်အင်းလေးက၌စိုက်ထားလင်မှုအင်းခွင်ဥစ္စာနေတတ်သည်တဲ့ စနေကျိုးသားသုံးတန်ပုံနေတိုင်ကိုထူကြည့်ရင်ခြာရသစ်ပင်ဟာပုံဖော်ပြပါတဲ့တွေ့ရမှာဖြစ်ပါလေကုလေတနုငနေတမိမြန်တာဘွားလေးဟာစနေစာတနေ့လာအဆုံးအမိဟာသူအချိုးပေးမိတော့မှန်ပါရဲ့ဒါပေမဲ့စတဲ့မခေါ်အပ်တဲ့တနုငနေတက်ရောက်ဖြစ်နေရင်ဖြစ်ပါဒါကြောင့်တနုငနေတက်ရောက်လွန်ချိန်အသက်တစ်နှစ်ပြည့်ပြီမှ စတင်မိမှတ်ခေါ်မိဖြစ်ပါဒီပညာကနဲ့ပတ်သက်ပြီးတော့ထပ်ပြီးခြေတုံးဝင်ဖော်ပြပေးပါဦးမယ်အားလုံးမိတ်ဆွေများရှင်လဲချက်မိကြပါခင်ဗျာ